မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျတော့အဲဒီတစ်ခါတော့ဆရာက2025ခုနှစ်6လပိုင်း25ရက်နေ့ရနေပြီးတော့လာကုန်သည်ဂျာဇာပရိသသမီးမိတ်ဆွေတွေတို့ဟောကြားပေးมาဖြစ်ပါတယ်ခင်ဗျဆရာဒီဘတ်တော့နည်းနည်းလေးနောက်ကျသွားတယ်เนาะဘာလို့လဲဆိုတော့ဆရာဟောခန်းနေလက်တနေလုံးလူအကျအဲပြီးတော့မိတ်ဆွေတို့အတွက်လည်းရိုက်ဆိုတော့ဆရာခုချိန်အိမ်ကြီးမနာသေးဘူးခုဆိုဆရာ10နာရီခွဲပြီလीเนาะဆိုတော့မိတ်ဆွေဂျာဇာပရိသသမီးတွေအတွက်ဆရာဟောကြားပေးပါမယ်အဲဆရာလည်း အတတ်နိုင်ဆုံးကြိုးစားပေးနေတာကိုနားလည်ပေးစီလို့ကြောင်းဆရာထက်လောင်းပြောကြားပါတယ်ခင်ဗျာနော်ဆရာပရိသတ်မိတ်ဆွေတို့မိတ်ဆွေတို့ရဲ့ဒီလက်ရှိကံအတွင်းမှာဆိုလို့ရှိရင်တော့ဇွန်နောက်ဆုံးပတ်တာတော်တွင်မှာမိတ်ဆွေတို့ရဲ့ယင်ထဲမှာခྱི་သွားခြင်းနဲ့စိတ်လေးတွေဖြစ်ပေါ်နေတာမျိုးလေးတွေအထူးသဖြင့်အဖွဲ့အစည်းအတင်းဖွဲ့နဲ့ပတ်သက်တော့အရာလေးတွေဘာသာရေးဆိုင်ရာလုပ်ငန်းလေးတွေအလှူဒန်းလုပ်ခြင်းနဲ့စိတ်လေးတွေသို့မဟုတ်လို့ရှိရင်မရှိစင်းရဲတာဒုက္ခရောက်နေတဲ့သူတွေကိုပေးကမ်းခြင်းနဲ့စိတ်တွေများစွာဖြစ်ပေါ်နေတော့ အပတ္တာဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ကောင်းတဲ့စိတ်ပရာဟိတစိတ်လေးတွေများစွာဖြစ်ပေါ်နေတဲ့အတွက်အဖွဲ့အစည်းတွေအသင်းအဖွဲ့တွေကုညီတာတွေဘာသာရေးဆိုင်ရာတွေနဲ့ပတ်သက်ပြီးတော့ချစ်တို့ဆောင်ရွက်လှုပ်ဆောင်ရင်ကံကောင်းမှုတွေရရှိစေမှာအတင်ရပဲဖြစ်ပါတယ်ခင်ဗျာနော်ဒီလိုမျိုးစိတ်တွေတဖွာဖွာဖြစ်ပေါ်နေပါတယ်ထီကန်ဆန်းတာမျိုးထီထိုးတာမျိုးပြုလုပ်ပေးပါကံတရားရဲ့အထောက်ပံ့ကိုများစွာရရှိတတ်သောအပတ္တာကာလဖြစ်ပါတယ်ကြမ်းပါ ကျမ်းမာရင်နဲ့ပတ်သက်လာရင်တော့ဘာမှစိုးရိမ်စရာတော့မရှိပါဘူးအတူတူကျမ်းမာရင်နဲ့ပတ်သက်လာရင်ဆရာသမားအပြောင်းလဲစီဝါအပြောင်းလဲလေးတွေကူတာလိုက်တာမျိုးဖြစ်စီနော်အမျိုးသမီးဆရာအတမားဆိုအိုမဆိုတဲ့အတိုင်းအတကြီးကြီးဆရာတွေနားမှာဆရာမဝင်မတွေကနားမှာကူတာလိုက်ရင်အောင်မြင်ချင်းတုတ်တက်ခြင်းတွေရရှိလာပါလိမ့်မယ်အပြစ်ချာစရာကျမ်းမာရင်အနေနဲ့ဆိုရင်တော့နှုတ်ကနေညင်ညူတာမျိုးလေးတွေစကားပြောစုံနဲ့ပတ်သက်လာလို့ရှိရင်နော်ဟိုဆွတ်ရလို့ပေါ့ စိတ်တိုင်းမကြတာမျိုးလေးတွေတခုခုဆိုရင်လည်းစိတ်ပုံဝင်မှကြတာမျိုးလေးတွေကသာမိတ်ဆွေရဲ့ကျမ်းမာရေးညံ့ခြင်းကိုပေါ်ပြနေခြင်းဖြစ်ပါလိမ့်မယ်ခင်ဗျဒါအပြင်မိတ်ဆွေတို့အလောက်ကိုင်းအလောက်ကိုင်းနဲ့ပတ်သက်ရင် အလုတ်တချာနေသူတွေအနေနဲ့အလုံးလုပ်ငန်းပြောင်းရအောင်မလားစတင်လှုပ်ဆောင်ရအောင်မလားဆိုတဲ့စဉ်းစားတွေးခေါ်နေတော့ကြာစာပိသားသမီးမိတ်ဆွေများလက်ရှိရှိနေတဲ့နေရာကိုအကောင်းဆုံးလုပ်ပါမတိကြမရေရာတဲ့လုပ်တွေကိုရှေ့တိုးဆောင်ရတာမျိုးဟိုဟာကိုပြောင်းတာကိုလှုပ်တာကိုပြောင်းဟိုဟာကိုလှုပ်ဆိုတာမျိုးတွေမတိကြမရေရာတာတွေစိတ်နှခွဖြစ်တာတွေချင်းတီမဖြစ်တဲ့အလုပ်တွေမှာတော့မလုပ်ဘဲနဲ့မိမိရှိနေတဲ့အလုပ်ပေါ်မှာအကောင်းဆုံးဖြစ်အောင်ကြိုးစားပါတဲ့နော်အလုတ်ချာနေသူတွေလက်ရှိရှိနေတဲ့နေရာမှာအလုတ်ချာနေအလုတ်ရချင်းထက် တရွာမပြောင်းသူကောင်းမဖြစ်ဆိုတဲ့အတိုင်းအပြောင်းလဲလေးတွေနဲ့လှုပ်ရှားတာမျိုးတွေဆိုရင်ကံတရားရဲ့ထောက်ကူကိုရရှိတတ်တယ်။ဒါကမှဘာလို့လို့ခက်ခဲကြက်တဲနေတဲ့ဂျာစာပရိသသမီးမိတ်ဆွေများဘာလို့ရှိရင်တော့ဥစဉ်ဟန်ခံပြီးတာမျိုးသူမဟုတ်တီလာရှင်ဝတ်တာမျိုးတရားစခန်းဝင်တာမျိုးလေးတွေလှုပ်ပေးပါရတဲ့ပြောင်းနေတဲ့ကံတရားလမ်းပြောင်းနေတာလေအစချမရတာလေဂျင်းတေပါအဲ့ဒီလိုလှုပ်လိုက်အစချရမယ်ဆိုတော့ကာလာဖြစ်ပါလေ။ ကောင်းပြီဒီဘက်ကတော့ဒီမှာဂျာစာပရိသတ်မျိုးမိတ်ဆွေများအနေနဲ့လုပ်ငန်းရာထူးနဲ့ပတ်သက်ရင်ယာထူးတိုးတာယာထူးတက်တာတွေခံရအားနည်းမှုကိုရရှိတတ်တယ်လုပ်ငန်းအသစ်စတင်လုပ်တာမျိုးလေးတွေမှာဆိုလို့ရှိရင်လည်းနည်းနည်းလေး ဟိုအကြံစီအတွေးခေါ်ဒီလုပ်ငန်းတစ်ခုကိုကျင်းတည်လုပ်မယ်ဆိုတဲ့အလုပ်တွေကိုရှေ့တူဆောင်ရလှူဆောင်ပါရတယ်နော်။ဒါပြီးတဲ့အခါမိတ်ဆွေတို့မတိကြတော့မရည်ရတော့ဆုံးဖြတ်ချက်တွေပတ်စံရှိပါအောင်ငှားပါအောင်ဘယ်နေ့ပြန်ပြီးမှာမယ်ဆိုတာမျိုးတွေလုပ်ငန်းဘယ်နေ့စမယ်ဆိုတာမျိုးတွေနှုတ်အားဖြင့်ကတိပေးတာမျိုးလေးတွေကိုတတိထားစင်ကြင်ပေးပါရတယ်နော်။ဘာလို့လဲဆိုတော့မတိကြမရည်ရတာတွေကဝေဝါးသွားတတ်တော့အပတ်တာဖြစ်တယ်။လက်ရှိရှိနေတဲ့အလုပ်မှာရှေ့တူဆောင်ရလှူဆောင်မှာလုပ်ငန်းရာတိုးချက်လှူဆောင်တာမျိုးအကျိုးပေးပါတယ်။အလုပ်တစ်ပြိုင်တည်းနှစ်ခုလှူရတာမျိုးတွေနှစ်ခါလှူရတာမျိုးတွေဖြစ်ရတတ်တယ်လို့အထက်လူကြီးအကြီးအကဲ တွေရဲ့စမ်းသပ်ခြင်းဖီအားပေးခြင်းမျိုးလေးတွေအနည်းငယ်ကြုံရပါမယ်ဒါဟာကောင်းတဲ့ဘက်ကိုသွားတယ်ဆိုတာတော့သိထားဖို့လိုအပ်ပါတယ်ဆက်ပစ္စည်းဝင်တတ်ပါတယ်ဖုံဆိုင်ခဲ့အစအလကုန်ပစ္စည်းတွေချစ်တို့ဆောင်ရလှုပ်ဆောင်မှာအဲလက်ဆောင်ပစ္စည်းတွေရရှိတာမျိုးတွေကြုံရတတ်တယ်မထင်မှတ်ပဲခီးသွားရတာမျိုးတွေခီးထွက်ရတာမျိုးတွေကြုံမယ်ငွေကြီးနဲ့ပတ်သက်လာတဲ့အခါမိတ်ဆွေတို့လက်ရှိမှာထီကန်ဆန်းလို့ကောင်းပါတယ်ထီထိုးပါမကြခင်မှာယတနာပုံစိုက်ကင်းနဲ့စိုက်တယ်လို့ငွေကြီးကံ we of fortune ဆိုတော့ငွေကြီးကံဟာကျင်းတည်ဝင်လာမှာ ဆရာကတ်ပြောလိုက်ပါအောင်မယ်ဆရာတာတော့ထုတ်88ကတ်ထဲမှာဆရာဒီကတ်ကိုအကျဉ်းဆုံးဖြစ်ပါတယ်အဲ့တော့ wheel of fortune ဆိုတဲ့ကတ်ကလေးဟာမကြခင်ကန်ဂျမာလဲပင်ကြီးစိုက်ဆိုင်မြဲမြဲရောက်ရှိလာမယ်ဆိုတဲ့ကတ်ဖြစ်တဲ့အတွက်မိတ်ဆွေကြသာရိတာသမီးတွေကချစ်တူဆောင်ရလှူဆောင်မှာကန်ဆန်းမှာချစ်တူအားတာပါတယ်။ကန်ကောင်းစီတဲ့နံပါတ်အခရာအနေနဲ့ဆိုရင်တော့ ငါးကနန်းလို့နော်ပြီးတဲ့အခါကိုးကနန်းလို့ပါတော့ရအောင်များများကန်ဆန်းတာမျိုးဟာမိတ်ဆွေရဲ့ကံကိုတိုးတက်ကောင်းမွန်စေပါတယ်လူငယ်တွေအခြေအနေနဲ့ပတ်သက်လာရင် စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတတ်တယ်အဲစိတ်စင်မပြေတာမျိုးအခြေအနေနဲ့ပတ်သက်လာရင်တန်တရားတွေဝင်နေတာမျိုးအခြေအနေနဲ့ပတ်သက်လာရင်ကိုကဖြစ်ချင်တာတခုမိမိရဲ့အချစ်သူကြီးစားကဒါ ကိုကပြစ်ချင်နေတာဟိုကဆိုတာမျိုးလေးတွေကြောင့်ရှစ်သူအပေါ်မှာတန်တရားစိတ်တွေကိုယ့်ရဲ့စိတ်နဲ့နှိုင်းရှင်ပြီးတော့တွေးခေါ်တာမျိုးလေးတွေကြောင့်တစ်ဖက်လူဟာကိုယ့်ကြောင့်စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတဲ့အတွက်တော့သတိထားဆင်ခြင်ပြီးတော့တဝင်းတူတာလဲတူပါဥတူတာလဲတူပါဒါပေမဲ့မြတ်မြတ်တတစဉ်းစားတွေးခေါ်ပါဇာစာပိဒါသမီးတွေတော်တော်များများသူများဟုတ်တာဆရာကြီးလောက်တတ်တာအခြေအင်းနဲ့ပတ်သက်လာလို့ရှိရင်တော့အဲ့ဒီဇာစာပိဒါသမီးတွေကဥတူတာမျိုးဘာမှမမြင်တာမျိုးအရှိမမျက်စိမပါဘူးဆိုအဲ့ဒီဇာစာပိဒါသမီးတွေပြောရမှာတင်တယ်နော်ကောင်းပြီအေးနော်အေး အိမ်တော်ရင်းနဲ့ပတ်သက်လာရင်တော့မဟုတ်တန်းတရားတွေပြောခံရတာမျိုးတွေပေါဝင်ခြင်းမှာသူမဟုတ်ရင်မိမိတို့ရဲ့နော်ဟိုအိမ်တော်ရင်းနဲ့ပတ်သက်လာတဲ့အခါမှာတူဦးတို့တယောက်နဲ့တယောက်ကလက်တွေ့ကြကြလက်ခံပြီးတော့တွေးဆမှသာပြဿနာကိုဖြေရှင်းမှာမိမိတို့ရဲ့အိမ်တော်ရေးတဲ့မှာဂျားသူတွေကြောက်မိသားစုကြောက်အဖိုးကြောက်ဒီကြောက်နဲ့မဟုတ်တဲ့ဟုတ်ပြီးပြောခံရတာမျိုးမကောင်းပြောခံရတာမျိုး မလူလားအဖေပြောဆိုဝေဖန်တိုင်ပင်ခြင်းတွေကြုံရတဲ့အတွက်သတိထားစင်ကြပေးရတဲ့ဘာကူဖြစ်ဖြစ်သူများပြောတာမယုံမနဲ့လက်တွေ့ကြကြစဉ်းစားလှုပ်ဆောင်မှသာအောင်မြင်မဲ့ကာလဖြစ်တယ်။အိမ်တော်ရင်းနဲ့ပတ်သက်လာလို့ရှိရင်မိမိရဲ့အိမ်တော်ဘက်နဲ့မိမိရဲ့မိသားစုဝင်တွေဆွေမျိုးသားချင်းတွေနဲ့ပတ်သက်လို့တဟဆာတာမတည့်တာမျိုးတွေအမွေကိစ္စမျိုးတွေကိုအကြောင်းပြုပြီးဖြစ်တာမျိုးတွေမိဆွေအဟောင်းမိမိရဲ့အိမ်တော်ဘက်နဲ့ဖြစ်စီကိုယ့်ရဲ့အိမ်တော်ဘက်ရဲ့ကိုယ်နဲ့ပတ်သက်ပြီးတော့ဖြစ်စီမိတ်ဆွေဟောင်းအပေါင်းအသင်းဟောင်းတွေ ကြောင့်ပြဿနာတက်တဲ့အတွက်တော့သတိထားဆင်ခြင်ပြီးပါနာလည်းမှုလွဲတာမျိုးတွေမင်းနဲ့ရှင်းဆိုင်တယောက်နဲ့တယောက်တူးနဲ့တူးပြဿနာလေးတွေဖြစ်ရတတ်တဲ့အတွက်တော့ဒီကာလမှာဝေးကွာနေတော့ခွဲနေရတော့အိမ်အောင်ရှင်များအဖို့ကတော့အာသာကောင်းမွန်တော့ကာလဖြစ်ပြီးနီးနေတဲ့မိတ်ဆွေများအဖို့ကတော့ဖြစ်နိုင်အတတ်နိုင်ဆုံးတတိထားဆင်ပြပြီးတော့ပြောဆိုဆောင်ရွက်လှုပ်ဆောင်ပြီးတော့တိုင်မြင်ပါဘာကိုဖြစ်ဖြစ်လက်တွေ့ကြကြစုံဖြတ်စဉ်းစားပါမတိကြမရည်ရတာကိုအထင်နဲ့အမြင်နဲ့တွေးခေါ်နေတာမျိုးဟာစိတ်ပင်ပန်းစီကြောင်းနဲ့တစ်ဖက်သူပေါ်မှာလည်းမစွတ်စွဲဖို့လူအကြောင်းဆရာကထပ်လောင်းအကြံပေးပါရစေ။ ရင်ဖတ်တာတို့ဒီမှာမိတ်ဆွေတို့အဆက်ဆက်ရရကံကောင်းစီရန်အတွက်ဆိုရင်တော့အကျိုးပေးသောခဏအခရာတွေအနေနဲ့ဆိုရင်တော့ငါးခဏကိုးခဏနေဟာအကျိုးပေးပါတယ်အကျိုးပေးစီသောအရာအနေနဲ့ဆိုရင်မိုးပြာရောင်ညညိုရောင်နေရာမိတ်ဆွေတို့ရကံကိုတိုးတက်ကောင်းမွန်စေပါတယ်အကျိုးပေးသောအရာဟာတော့မြောက်ဆူဆူရဖြစ်ပါတယ် ဒါအပြင်မိတ်ဆွေတို့ရဲ့အရေးကြီးသောကိစ္စလုပ်ငန်းကိစ္စတွေကို29ရက်နဲ့30ရက်ဒီမှာစတင်ပြီးပြအောင်ဆောင်ရွက်ပြောဆိုရင်အောင်မြင်ပါတယ်မိမိရဲ့အရေးကြီးသောကိစ္စတွေကိုပြောဆိုဆောင်ရွက်တဲ့အခါအဆက်ဆက်ရရအဆင်ပြေအောင်မြင်တိုးတက်စေရန်အတွက်ဆိုရင်တော့ကိုယ့်ရဲ့နော်မိမိရဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စကိုမသွားမီမပြောမီမှာမိတ်ဆွေတို့အနေနဲ့နော်မိမိရဲ့ကံမိမိရဲ့ပြောဆိုမှုကိစ္စတွေအောင်မြင်စေရန်အတွက်ဆိုလို့ရှိရင်တော့ငါတို့ဒီလုပ်ငန်းကိစ္စတစ်ခုခုကို အောင်မြင်အောင်လုပ်မယ်ဆိုတဲ့ရည်မှန်းချက်နဲ့မအောင်မြင်တော့ဘူးဆိုတဲ့စိတ်ကိုရှော့အောင်မြင်အောင်လုပ်မယ်ဆိုတဲ့ရည်မှန်းချက်နဲ့ငါဟာအိမ်ကနေမသွားမိမှဂျိုဆိုးတွေဂျုံညံ့နေကင်းစေဆိုပြီးတော့၃ချိန်တတိပြောဆိုပြီးတော့လှုပ်ဆောင်ရင်အောင်မြင်တိုးတက်ပါလိမ့်မယ်ခင်ဗျာနော်ဒါအပြင်မိတ်ဆွေတို့ရဲ့အဲရောင်းကုန်ဝယ်ကုန်တွေအယောင်းတွအယောင်းထွက်စီဖို့အတွက်မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေအယောင်းဝယ်ကောင်းစီရန်လို့ငါမိတ်ဆွေတို့ရဲ့ရောင်းကုန်ပစ္စည်းကုန်ပစ္စည်းမှန်သမျှကို ဖဲချက်ကလေးတစ်ခုနဲ့တီတူရိုက်ပုတ်ပြီးတော့ရောင်းလိုက်ရင်အယောင်းဝင်ကောင်းပြီးတော့အယောင်းဝင်ထွက်သွားပါလိမ့်မယ်။လက်လာပါလိပွင့်လာပါလိမ့်မယ်။အဆက်ဆက်ရဲ့အစဉ်ပြေအောင်မြင်တိုးတက်စေရန်အတွက်ပြုလုပ်ရမယ်။ရေရာအနေနဲ့ဆိုရင်တော့မိတ်ဆွေများခင်ဗျာ၊ခြားစားပြည်သားသမီးများမြက်စွာဘုရားရှင်ကိုတော်မြတ်ကြီးနဲ့ရဲ့ဟိုလူတဲ့တောက်ရီဘီနာမှာပဲဖြစ်ဖြစ်မိမိရဲ့ဈေးဆိုင်ရောင်းကုန်လုပ်ငန်းနေရာဌာနမှာရှင်သီဝရိမထေမြတ်ကြီးအားရည်စူးပြီးတော့တောက်ရီ၆ခွက် 6ရက်တတိနေ့စဉ်ပူဇော်ခြင်းဖြင့်ငွေကြီးဝင်လာကြောင်းပြောရင်ဂျာစာပရိသတ်သမီးမိတ်ဆွေတွေအားလုံးဟောဂျွန်နောက်ဆုံးအပတ်မှာအရာရာအောင်မြင်တိုးတက်လို့အဆင်ပြေကြပါစေလို့ဆရာကဆုတောင်းပေးပါတယ်။ ရန်ကုန်နားမှာပြည်တယ်မိချင်း0939 0934290 290 4100 WhatsApp Telegram မှာဆက်သွယ်မိမဲ့နိုင်ကြောင်းနဲ့ Viber နံပါတ်965050 90 90နဲ့မှာဆက်သွယ်နိုင်ကြောင်းနဲ့ဆရာ TikTok Messenger နဲ့အခြားနေရာတွေရဆရာလက်မှတ်ခံကြောင်းနဲ့ဆရာငေအတုတွေအင်းတွေမြားကြောင်းတတိထားဖို့လိုအပ်ကြောင်းထပ်လောင်းပြောရင်းနဲ့ကဲဂျာစာပရီးဒီဂျွန်လမှာကောင်းတာတွေနှုတ်ဆက်လို့ဇူလိုင်မှာ ယူပါလေးချောပြီးတော့ဟာလာလူတကာအားကြလောက်တဲ့ကံကြမ္မာမျိုးတွေနဲ့ပြန်တွေ့ကြရအောင်ဗျာကဲဒီတကာတော့အခါပြီးပြီးတာဂျာစာပတိဖြစ်တဲ့အတွက်တောက်ကြတွေအတွက်ဆက်ချင်ပါလေကျေးဇူးတင်ပါတယ်ခင်ဗျာ